မြတ်စွာဘုရားကသာသနာတော်ကနေပေါင်း9000တောင်အတွင်းမှာပျောက်ကွယ်သွားမယ်ဆိုတာအဲ့လိုတော့နံပါတ်9000တော့မဟုတ်တာပါဘူးနော်မြတ်စွာဘုရားကဟောထားတဲ့နံပါတ်တွေကတခြားမြတ်စွာဘုရားကနံပါတ်1000ဟောထားတယ်နော်တချို့က900ဟောထားတယ်တဲ့ အမဟုတ်ပါဘူး900ရော1000ရောဟောထားတယ်နော်အဲ့တော့မြတ်စွာဘုရားကရှင်အာနန္ဒာကို မိန်တော်မူပါတယ်ဒီအမျိုးသမီးတွေကိုသာသနာပေါင်းလှုပ်ပေးမဲ့ဆိုရင်သာသနာတော်ဟာနေပေါင်း900ပဲဂျာမန်အာပြီးတော့ဗြဟ္မာဆိုတဆောယဟန်ဘောင် ယဟန်ပေါင်းကအချိန်တူတူလေးပဲကြာမယ်တဲ့ရှိမယ်တဲ့ဒါပေမဲ့ဒီအမျိုးသမီးတွေကိုယဟန်ပေါင်းမပေးဘူးဆိုရင်ဒါဆိုဘေကုနီသာသနာမလုပ်ဘူးဆိုရင်အဲ့လိုဆိုရင်တော့သာသနာတော်ဟာနေပောင်းတဒ္ဓမာပေါ့နော်သူတို့ကောင်းတရားတဲ့ဒါမှမဟုတ်မန်ကန်တော့မန်ကန်တော့မြတ်စွာဘုရားရဲ့ mankando တရားအဲ့တော့အဲ့ဒီ mankando တရားဒါမူတာတနာတော့နေပေါင်းတထောင်ရှိမယ်ဗျာမဆိုဆိုတဲ့ယဟန်ဘောင်းဟာ အကြာကြီးရှိမယ်တဲ့မြေစာဖျားမိန်တော်မူပါတယ်အဲ့တော့အရှင်အာနန္ဒာကမြတ်စွာဘုရားစီမားလျှောက်ထားတဲ့ဒီမှာအမြဲတမီတွေကကြောင်းစီ ကျောင်းရှိရောက်ပါပြီအဲ့တော့ကျောင်းတကာရှိမှမတည့်ရနေရင်နဲ့ငုံနေရင်နဲ့အမတန်ညစ်ပတ်ကြပါတယ်ယဟန်ပေါင်လိုချင်ကြပါတယ်ဖေဟာတဲ့အဲ့တော့မြတ်စွာဘုရားကအရှင်အာနန္ဒာကိုဒီလို၃ချိန်ညင်းတော်မူပါတယ်အဲ့ဒီမှာအရှင်အာနန္ဒာကမြတ်စွာဘုရားကိုဘာလျှောက်ထားလဲဆိုတော့ မြစာဖျားကိုဒီမဟာပဇာပတိဂေါတမီအာမဟာပဇာပတိအာဂေါတမီအာဟာမြစာဖျားကဖျားမပွန်းတော်မူသည်ခင်အာကလီပေါ့စာအနေနဲ့အာသူ့ကိုမဟာပဇာပတိဂေါတမီအာနှုတ်လက်တိုက်ခဲ့ပါတယ်ဆောင်းရှောက်လက်ဆောင်းရှောက်ခဲ့ပါတယ်အဲ့လိုဆိုရင်သူ့ကိုဂျေဇူး တီတာတလို့သူကိုရဟန်းပေါင်းပြင်ရင်ကောင်းမလားပေါ့အဲ့တော့မြတ်စွာဘုရားကအဲ့ဒီအခါမှာအမျိုးသမီးတွေအတွက်အတ္ထဂရုဓမ္မာဆိုတဲ့လေးနဲ့တော့တရား၈ပါးမိန့်တော်မူထားပါတယ်အဲ့တော့ဒီလေးနဲ့တော့ဒါမို့အရေးကြီးတော့အာတရားဓမ္မ၈ပါးဆိုတာစီကံ၈ချက်အဖို့ဖြစ်နေတာပဲအ အဲ့တော့ဒီ um အမျိုးသမီးတွေကဒီရှစ်ချက်ကိုဒီစီကံရှစ်ချက်ကို လက်ခံကြမယ်ဆိုလို့ရှင်အဲ့ဒီလက်ခံချင်းဖြင့်သူတို့မှာဘေကုနီဘဝယဟန်ပေါင်အာတခါတည်းရသွားပါပြီအဲ့လိုဆိုအမျိုးသမီးတွေကဒီရှစ်ချက်ကို လက်ခံထားပါတယ်အဲ့ဒီမှာယဟန်ပေါင်လည်းရထားပါတယ် အဲ့လိုဆိုတာတနာတော်ဟာအနည်း900ကြာမလားဒါမှမဟုတ်1000ကြာမလားပေါ့အဲ့တော့တချို့ကပြောတယ်ဟုတ်တယ်လေဒါဆိုအမျိုးသမီးတွေကိုသာသနာပေးလိုက်ပြီးတော့သာသနာတော်ဟာအနည်း900ကြာမယ်ပေါ့တချို့ကပြောတယ်အဲ့လိုမရပါဘူးကျွန်တော်တို့ကစာပေဖတ်မယ်ဆိုလို့ရှိရင် ဆေတော်မထေမြတ်ကြီးတို့ရဲ့ရှင်ပြချက်ကိုဖတ်ရမှာပေါ့ဆိုပြီးတော့အဲ့လိုဆိုရင်ဆေတော်မထေမြတ်ကြီးတို့ရဲ့ရှင်ပြချက်ကိုဖတ်ကြမယ်ဖတ်ကြမယ်ဆိုရင်အဲ့ဒီမှာထူးခြားတဲ့ရှင်ပြချက်လေးတော့တွေ့ရပါတယ်ဘာတွေ့မလဲဆိုတော့မြတ်စွာဘုရားကအမျိုးသမီးတွေကိုသာသနာပေါင်းချစ်ချင်းမပေးတာဘာကြောင့်လဲ ချစ်ချင်းပေးမဲ့ဆိုရင်တခြားလူတွေကမျက်စွာဖျားကိုအာမတော်မတရားဆွဆွဲကြမယ်မျက်စွာဖျားကငိုနေတဲ့မိမာကို သူ့လိုချင်တဲ့ဟာပေးတယ်တဲ့အဲ့ဒါကြောင့်မျက်စွာဖျားကသူ့တော်ကိုချစ်ချင်းမပေးနိုင်ခဲ့ပါဘူးအဲ့တော့ဘာကြောင့်အဲ့လိုဆိုသာသနာတော်ဟာ အနည်း900ကြာမှာမဟုတ်ပဲအနည်း1000ကြာရမလဲအဲ့ဒီ Garudan Shipa ဆိုတဲ့အမဒန်လီးနေတဲ့စီကံရှိချက်ကိုဒီအမျိုးသမီးတွေကလက်ခံထားတဲ့အတွက်လိုင်းနာတဲ့အတွက်သာသနာတော်ကအနည်း900မကြာပဲနဲ့အနည်း1000ကြာမယ်တဲ့စေတော်မထေရကြီးတွေကအဋ္ဌကထာဆိုတဲ့ စာပေးမှာဒီတေချာချာရှင်းရှင်းလင်းလင်းရေးထားကြပါတယ်ဟုတ်ပါပြီဒါဆို တထောင်ထားပါဆိုထားပါတော့အဲ့လိုဆိုရင်တထောင်ဆိုရင်တော့9000ဘယ်လိုဖြစ်သွားပြီလဲပေါ့အဲ့တော့ကျွန်တော်တို့ရဲ့စာပေးမှာတကယ်တော့မြတ်စွာဘုရားကသာသနာတော်ဟာနေ9000ကြာမယ်ဆိုတော့ဟောထားတာမတွေ့ရပြီမဲ့10000ရတာတော့တွေ့ရပါတယ် ya sofia ga tatana roha ne nga daung ja me so da ten ket seiku sei so da ro sa pe ma shi ba de no ero di nga daung ga ta thong ma lo so belo phi twa bi la di nga ga phi twa ra ga du ga patthama thi saung ya me bo ယစာဖီယာအသက်တော်ထန်ရှားရှိခဲ့တော့ရှိခဲ့တဲ့အခါမှာကျွန်တော်တို့ကဒီအသာသနာတော်ရဲ့အနှစ်၅ထောင်ဆိုတဲ့ကိစ္စကိုတော့ရှင်းပြခြင်းမတွေ့ရသေးဘူး။ယစာဖီယာကပရနိဗ္ဗာန်စံတော်မူပြီးရင်အရှင်မဟာကတ္တပါနဲ့အာရှင်အာနန္ဒာနဲ့အရှင်ဥပါလိတို့ကအမ်ပထမသင်္ကာယနာဆိုတဲ့ ယဟန်တွေကစူပေါပီစူပေါင်းပီအာစူပေါင်းပီတော့မြတ်စွာဘုရားရဲ့တရားတော်ကိုအာဂာယနာလောက်ခဲ့တဲ့အတွက်ဒါဆိုအာယောဖပရိသေလောက်ခဲ့တဲ့အတွက်အဲ့ဒီမှာပြီးတော့သာသနာတော်ဟာနှစ်တထောင်မှာနှစ်9000တောင်အမ်ချဲသွားပြီးတာမဟုတ်ရှဲသွားပြီးလို့နတ်တာတွေကပြောတယ်

ပြောလိုက်ပြောနေပြောလိုက်ပြောနေပေါ့အဲ့ဒါကြောင့်သာသနာတော်ဟာအနှစ်9000ရှိမယ်အဲ့တော့ဒီအနှစ်9000အတွင်းမှာဘာဒီဖြစ်မလို့သာသနာတော်ဟာပျောက်သွားမလဲဆိုပြီးတော့ကျွန်တော်တို့ရဲ့စာပေမှာလည်းအာရှင်းပြထားပါတယ်အမတန်စေဝန်စားစီရင်ကောင်းတယ် ဒီနှစ်9000ကိုအာကျွန်တော်တို့ကပထမ9ပိုင်းခွဲရမယ်တထောင်စီ9ပိုင်းပထမပိုင်းပထမတထောင်ဆိုတော့အကုန်လုံးအစင်ပြေတာပဲယဟန်တာတွေလည်းရှိမယ်အိတ်တူကိုတွေလည်းရှိမယ်သာသနာတော်ဟာအကုန်လုံးတန်းစင်မယ်ပါကိစ္စမှမရှိပါဘူး now တထောင်မှာဆိုတော့ ယဟန္တာတွေမှာအေတတကိုတွေတော့ရှိနိုင်ပါတယ်ဒါပေမဲ့အကြီးဆုံးအေတတကိုဆိုတဲ့ပညာဒီနေရာမှာတော့ပတိတံဗေဒာဆိုတဲ့အမတန်ထူးခြားတဲ့နဲ့နဲ့တဲ့ပညာတော့မရနိုင်တော့ဘူးနော်ဒါပေမဲ့ထူးခြားတဲ့စွမ်းအားကြီးတဲ့အာအေတတကို၆ပါးတော့ရနိုင်သေးတယ်ပြီးတော့ နှစ်တထောင်ဒုတိယနှစ်တထောင်ကြာပြီးရင်တတိယနှစ်တထောင်ဒါဆိုအခုဆိုရင်တော့ဒီရပိုင်းတွေမှာဆိုရင်ယဟန်တာဒီဖြစ်ပေါ်လာမယ်ဆိုရင်တော့သူတို့ကအများဆုံးအဲ့ဒီကို3ပါရှိနိုင်ပါတယ်။ဒါပေမဲ့ခုန6ပါနဲ့လုံးဝမဆိုင်တခြား3ပါဖြစ်ပါတယ်။တကယ်တော့အဲ့ဒီ3ပါမှာအဲ့ဒီ6ပါမှာတပါတော့ပါတယ်။ဒါပေမဲ့အာနှစ်ပါတောင်ရှိပါတယ်။ 6ပါးမှာဆိုပြီးတော့အမျိုးဆုံးအဲ့ဒီဒီကိုဇံပြန်တာတို့ရေပြင်းပေါ်မှာရှောက်တာတို့ဒီမှာပြောင်းဟောမှာပေါ်လိုက်စတာဖြင့်အာအမျိုးဆုံးအဲ့ဒီဒီကိုတွေရှိပါတယ်ဒါကတော့တမျိုးအနေနဲ့သတ်မှတ်ထားပါတယ်ဒုတိယအမျိုးအစားဆိုတော့နမြေစီနောက်အမျိုးအစားကတော့နာနာ Now အမျိုးစားကတော့သရင်ဘဝတွေကို မှားမိတယ် Now အမျိုးစားကတော့သူတပါးရဲ့စိတ်ကိုသိတယ် Now အမျိုးစားကတော့ယဟန္တာမက်ဖို့ရောက်ရတယ်ဒါဆိုလောဘဒေါသမောဟမှာကင်သွားတယ်ဒါဆိုဒီ6ပါးဒါဒုတိယတထောင်အခုတတိယတထောင်ဆိုတော့3ပါးပဲရှိပါတယ်ဘယ်3ပါးလဲဆိုတော့အရင်ဘဝတွေကိုမှားမိတယ်တခြားတတ္တဝတွေရဲ့အရင်ဘဝကိုနောက်ဘဝတွေကိုရော ကံတရားအနေနဲ့ဘယ်လိုဆက်ဆံမှုရှိလဲဆိုတာနားလည်တဲ့တွေးမြင်မိတဲ့တတရားဆိုတော့လောဘဒေါသမောဟတွေမှာကင်းသွားပြီးယဟန္တာမဲ့ဖို့ရောက်ရပြီဆိုဒီ၃ပါးဒီနဲ့ရောက်ရနိုင်ပါတဲ့တဲ့ပြီးတော့စရုထတထောင်ဆိုရင်တော့အဲ့ဒီ၃ပါးတော့မရတော့ယဟန္တာယိုယိုပဲယဟန္တာမဲ့ဖို့တက်တက်ပဲရနိုင်ပါတယ်ပြင်းစာမှာ တထောင်ဆိုရင်တော့အာနာဂံမက်ဖို့ရောက်ရနိုင်ပါတယ်ဓမ္မတကန္တာကတော့ရှင်းပြချက်တစ်မျိုးပဲနောက်ထရှင်းပြချက်ရှိသေးတယ်ကျွန်တော်တို့ရဲ့အတ္တကထာစာပေစေရမထေမြတ်ကြီးတို့ရဲ့ရှင်းပြချက်တွေမှာတွေ့ရပါတယ်ဘယ်ဟာလဲဆိုတော့ပထမတထောင်မှာယဟန္တာတွေရှိပါတယ်သူတွေအေတ္တကိုအကုန်လုံးပြေဆုံးနိုင်ပါတယ်အဆင်ပြေပါတယ် ဒုတိယတထောင်မှာဆိုရင်တော့ဘာ89မှမရှိဘူးရိုးရိုးယဟန္တာတွေပဲရှိမယ်တတိယတထောင်မှာဆိုရင်တော့အနာဂန်တီပဲရောက်ရနိုင်ပါတယ်မဖို့တွေစရုထတထောင်မှာဆိုရင်တော့တက္ကရဂန်တီရောက်ရနိုင်ပါတယ်ပြင်စမတထောင်ဆိုရင်တော့တောတာပန်တီပဲရောက်ရနိုင်ပါတယ်အဲ့လိုဆိုရင်ဒီနေ့ဆိုရင်တော့အနာအနာဂန် အနာဂတ်မဲ့ဖို့ရောက်ရနိုင်ပါသေးတယ်နော်အာကျွန်တော်တို့ကတကယ်တော့အနာဂတ်အဆရာအဆရာဆရာတော်တွေနဲ့ပတ်သက်ပြီးခဏခဏကြားနေရတဲ့အတွက်အတော်တော်ဒီကိစ္စအတော်တော်အဆင်ပြေပါတယ်ဒါပေမဲ့အာဆရာတော်ကြီးအရှင်ပန္ဒာဘီဝန္တာကသူရဲ့စာအုပ်မှာပฏิပတိကမတိကာဆိုတဲ့စာအုပ်မှာဒီလိုအကြံပေးတယ် ဒီနှစ်ချက်ကစမ်းကြံပတ်မဟုတ်ပါဘူးတဲ့ဒီနှစ်ချက်ကိုဘယ်လိုမှားထားလို့ရမလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီပိုကောင်းတဲ့ဟာရှားပါတယ်လို့မှားလိုက်ပြီးတော့အဲ့ဒီအဲ့လောက်မကောင်းတဲ့ဟာဆိုရင်တော့ပုံများများရနိုင်ပါတယ်ဆိုပြီးတော့မှားထားနိုင်ပါတယ်ဒါဆို ပထမတစ်ထောင်အတူတူပါပဲဒုတိယတစ်ထောင်မှာဆိုရင်တော့အမတန်ရှာရှာပါပါအဲ့ဒီကို6ပါရှိတဲ့ယဟန္တာ ဖြစ်နိုင်ပါတယ်ပိုများများပိုလွယ်လွယ်ကူကူဆိုရင်တော့ရိုးရိုးရဟန္တာဖြစ်နိုင်ပါတယ်တတိယတထောင်မှာဆိုရင်တော့အမ်တန်ရှာရှာပါပါအဲ့ဒီတူကို3ပါအာရှိနေတဲ့ရဟန္တာဖြစ်နိုင်ပါတယ်ပိုလွယ်လွယ်ကူကူဆိုရင်တော့အာနာဂံမေဖို့တီရောက်ရနိုင်ပါတာဆိုတာဒီနေ့ပေါ့နော်ပြီးတော့စရုထတထောင်ဆိုရင်တော့အမ်တန်ရှာရှာပါပါယဟန္တာမေဖို့ရောက်ရနိုင်ပါတယ်ပိုလွယ်လွယ်ကူကူဆိုရင်တော့ တကဒကံမဲ့ဖို့ရောက်ရနိုင်ပါတယ်။နောက်ဆုံးတစ်ထောင်မှဆင်တော့အမနာရှာရှာပါပါအနာကံမဲ့ဖို့ရောက်ရနိုင်ပါတယ်။ပေါ်လွယ်လွယ်ကူကူဆင်တော့သောတာပန်မဲ့ဖို့တီရောက်ရနိုင်ပါတယ်။ဒါဆိုဒီဟာကတော့မက်ဖို့အနေနဲ့ပြောပြခြင်းဖြစ်ပါတယ်။ဒီ9000တီနှစ်ပေါင်း9000ကြာပြီးရင်ဘာများဖြစ်မလဲ။ဘာကြောင့်ဒီမက်ဖို့တွေ ဘယ်လိုမှမရောက်ရနိုင်တော့ဘူးလဲဆိုပြီးတော့ကျွန်တော်တို့ရဲ့စာပေမှာလည်းပြပြထားပါတယ်ဘယ်လိုပြပြထားလဲဆိုပြီးတော့လူတွေမှာ တက္ကရကမတွေမှာပိုက်ဆံမရှိတော့ဘူးတက္ကရကမတွေမှာဆင်းရဲသွားမယ်တဲ့နော်တကယ်တော့သာသနာတော်ဟာအပြင်ဘက်ကရန်သူကြောင့်ပြောက်သွားမှာကွယ်သွားမှာမဟုတ်ပါဘူး အဲ့ဒါမြေဆွာဖျားကူလိုတိုင်းမိန်တုံမှုနေနော်ကိုဘက်ကပဲဘုဒ္ဓဘုဒ္ဓဘာသာဝင်တွေးမှာပဲဒါသနာတော်ဟာပြောက်ကွယ်သွားပါလေအဲ့တော့ဘယ်လိုပြောက်ကွယ်သွားမလဲဆိုပြီးတော့အခုအဲ့လိုဆိုလူစုလူဖွဲ့စနစ်အနေနဲ့ပြောပြမယ်ပထမအဖြစ်နဲ့ကရကမတွေကဆင်းရဲသွားကြမယ်တဲ့အမ်မတန်ဆင်းရဲလိုက်ပြီးတော့ယဟန်တွေကို ဆုံး မကနိုင်တော့အန်တွေကိုဆုံးမကနိုင်တော့နည်းနည်းလေးတော့ကနိုင်မှာအများကြီးတော့မကနိုင်ပါဘူးအဲ့တော့ဒကရကမတို့ကယဟန်တွေကိုဆုံးအများကြီးမကနိုင်လိုက်တော့အမဒန်ဆင်းရလိုက်တော့ယဟန်တွေကဒီပီဒီမထားနိုင်တော့ဘူးနော်ဒီပီဒီမထားနိုင်တော့ဘူးကုရင်လီးတွေမထားနိုင်တော့ဆိုတော့ကိုအတွက်တော့စားစရာရတာ ခက်ခဲတဲ့အလစံကူရင်တွေအတွက်ဘယ်လိုရမလဲပေါ့ဒါဆိုအလိုယဟန်တွေကကူရင်တွေမထနိုင်လိုက်တော့ယဟန်တွေကလည်းစာပေမတင်ပြီးတော့ယဟန်တွေကစာပေမတင်ပြီးတော့အလိုယဟန်တွေကစာပေမတင်ပြီးလိုက်တော့တဖြည်းဖြည်းချင်းဒီစာပေတွေကယဟန်အစုအဖွဲ့အတွင်းမှာပြောက်ွယ်သွားမယ်ပထမပြောက်ွယ်သွားမှာပါလဲ အဘိဓမ္မာမှာနောက်ဆုံးချမ်းပဋ္ဌံချမ်းက ပထမပြောက်ွယ်သွားမယ်တဲ့ပြီးရင်ဘာတွေပြောက်ွယ်မလဲဆိုပြီးတော့ကျန်တဲ့အဘိဓမ္မာချမ်းတွေတဖြည်းဖြည်းချင်းယဟန်တွေကမိတ်သွားကြမယ်ပြောက်ွယ်သွားမယ်လို့ဆိုသူတော့အဲ့ဒီစားတွေမဖတ်တော့ဘူးမလေလာတော့ဘူးမမှတ်မိတော့ဘူးနားမလဲတော့ဘူးစိတ်မဝမ်းစားတော့ဘူးပေါ့ပြီးရင် ပြီးရင်သုတ်တန်တာပိတ္တကမြတ်စွာဘုရားရဲ့သုတ်တန်တွေကတဖြည်းဖြည်းချင်းပြောကွယ်သွားမယ်ပြီးရင်ဝိနိပိတ္တကမှာတဖြည်းဖြည်းချင်းနောင်ဆုံးပိုင်းမှာစာပြီးတော့ပြောကွယ်သွားမယ်နောင်ဆုံးမှာပါတိမောက်ဆိုတဲ့ယဟန်တွေရဲ့အာစီကံ920ခုနှစ်ဖွဲအာရှိတော့ရှိသေးတယ်အဲ့ဒီဟာပြီးတော့တဖြည်းဖြည်းချင်းပြောကွယ်သွားမယ် နောက်ဆုံးမှာပါရာစီကလေးပါဆိုတဲ့အာဆိုတဲ့အတိကစီကံလေးပါရှိပါသေးတယ်အဲ့ဒီဟာတော့လုံးဝနောက်ဆုံးပြောက်ွယ်သွားမယ်နောက်ဆုံးဒီစီကံလေးပါဆိုတာဘာလဲမေထုံမမှီဝဲရဘူးအာမခိုးရပါဘူးမတိုက်ရပါဘူးပြီးတော့ကိုယ့်ရဲ့အမ်ဇန်မေဖို့အာရောက်ရချင်းနဲ့ပတ်သက်ပြီးလိမ်မပြောရပါဘူးဆိုမရထားဘူးဆိုလို့ရှိရင် ဲဆိုဤနော်မေယာထားဘူးဆိုလို့ရှိရင်ယာထားတယ်ဆိုတာမပြောရပါဘူးလိမ့်လိမ့်မပြောရဘူးဒါဆိုဒီလေးချက်ကိုတော့လုံးဝနောင်ဆုံးအာနောင်ဆုံးအနေနဲ့ယဟန်တွေကလုံးဝနောင်ဆုံးအနေနဲ့အာယဟန်တွေကအာမေတ္တာကြမယ်ကျူးလွန်ကြမယ်အဒီမှာပြီးတော့သာသနာတော်လုံးဝပျောက်သွားပါတယ် ဒါဆိုအဒီဟာကတော့အမ်လူစုလူဖွဲ့အနေနဲ့တာသနာတော်ပျောက်ကွယ်သွားခြင်းအာဖြစ်ပါတယ်အာအဒီမှာအမ်ကျွန်တော်တို့ကတကယ်တော့ကိုစီမှာအမ်တာသနာတော်ကိုအမ်ပျောက်ကွယ်သွားခြင်းဆိုတဲ့ကိစ္စကိုလည်းပြောရမှာပေါ့ယေရှုဖျားကတခါတလေလူစုလူဖွဲ့အနေနဲ့ သာသနာတော်ပြောကွယ်သွားခြင်းဟောထားပါတယ်လူတယောက်တယောက်တက်တက်စီမာသာသနာတော်ပြောကွယ်သွားခြင်းဆိုတာဟောတာလည်းရှိပါတယ်အဒီဟာခွဲခြားရမယ်ဒါဆိုကိုစီမာသာသနာတော်ပြောကွယ်တယ်ဆိုတာကိုကျွန်တော်တို့ကနေဗန်လမ်းမှာ တိုးတက်မှုရက်ချင်းအနေနဲ့တာမှမယ်ဆိုရင်တော်တော်အဆင်ပြေမှာပါအလိုဆိုမြတ်စွာဘုရားကဆိုပါသောတတိပဌံ၄ပါး တတိပဋ္ဌာန်၄ပါးအာမထုတ်ဘူးဆိုရင်ကိုကတတိပဋ္ဌာန်၄ပါးအာမထုတ်ဘူးဆိုရင်ဒါဆိုဒီခန္ဓာကိုယ်ရဲ့သဘောတရားအနိစ္စဒုက္ခအနတ္တဒီခင်စားချက်တွေချမ်းသာတဲ့ဆင်းရဲတဲ့ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်တွေမှာ အနိစ္စဒုက္ခအနတ္တကိုမဆင်ခြင်ဘူးဆိုရင်အာပြီးတော့ဆေးရဲ့ အဖြစ်အပျက်တွေဆိုပါဆိုလောဘဒေါသမောဟစသဖြင့်စိတ်ရဲ့အဖြစ်အပျက်တွေကိုတတိမကဘူးဆိုရင်အနိစ္စဒုက္ခအနတ္တအနေနဲ့မတမ်းမှားထားဘူးဆိုရင်ပြီးတော့တခြားအမျိုးဆုံးအဖြစ်အပျက်တွေကိုလည်းအဖြစ်အပျက်အနေနဲ့ဒါဆိုအနိစ္စဒုက္ခအနတ္တအနေနဲ့မတမ်းမှားထားဘူးဆိုလို့ရှိရင်ဒီတတိပဋ္ဌာန်၄ပါး ခနာကိုခင်စားချက်စိတ်နဲ့အဖြစ်အပျင်များတတိမကဘူးဆိုရင်တော့ကိုယ်စီမှသာတနာတော် ကိုယ်တော်မယ်တဲ့မြတ်စွာဘုရားမိန်တော်မူပါတယ်နော်ဒါဆိုတတိပဋ္ဌာန်၄ပါးကိုကျွန်တော်တို့ကကျင့်ကြံအထောက်ရမယ်ကျင့်ကြံအထောက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကတသက်မိန်တော်မူပါတယ်သာတနာတော်ဟာ မပြောကွယ်တော်ဘူးကိုယ်စီမှကိုယ့်ရဲ့ နိဗ္ဗာန်လမှာတိုးတက်မှုမပြောက်ကွယ်သွားပါဘူးဤတတိပဋ္ဌာန်၄ပါးအာထုံးမဲ့ဆိုလို့ရှိရင်တော့မကွယ်သွားပါဘူးအာမထုံးဘူးဆိုလို့ရှိရင်တော့ကွယ်သွားမယ်အဲ့လို့ဆိုရင် တိုးတက်မှုရခြင်းနဲ့ဆိုရင်ကိုယ်အတွက်လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တတိပဋ္ဌာန်၄ပါးအာထုံးရမယ်မြစာဖျားရဲ့တာသနာတော်ကိုကာကွယ်မယ်အလို့ရှင်မြစာဖျားရဲ့တာသနာတော်ဟာမပြောက်ကွယ်သွားဘူးဆိုပြီးတော့ ကျွန်တော်တို့ကအတိတ်ကအဖြစ်လူတွေအနေနဲ့ယဟန်တွေကိုထောက်ပံ့ပေးရမယ်နော်ဒါခုတဘပေါ့ပြီးယဟန်တွေကိုထောက်ပံ့ပေးမှာပဲသာသနာတော်ဟာတည်ထောင်နိုင်ပါတယ်ယဟန်တွေမှာသုံးသင်္ကန်းကြောင့်စီပြပြဝါဝချမ်းချမ်းသာသာမရှိဘူးဆိုလို့ရှိရင်ကိုရင်တွေကိုလည်းမထားကြပါဘူးကိုရင်တွေကိုမထားရင်ပြီးပြီဒုတိယအနေနဲ့ယဟန်တွေမှာ အာဝီနီဆိုတဲ့ဟာပြည့်စုံရမယ်။ယဟန်တွေမှာဝီနီမပြည့်စုံတော့ဘူးဆိုလို့ရှိရင်စာပေနဲ့လုံးဝမဆိုင်တော့ဘူး။ယဟန်ကအာယဟန်ကဝီနီမဆောင်ဘူးဆိုလို့ရှိရင်ဘာမှအာတိုတက်မှုမရအောင်ရနိုင်ပါဘူး။အဲ့ဒီယဟန်ကနောက်ဘဝမှာအာအဲ့ဒီယဟန်ကနောက်ဘဝမှာလူဘဝလည်းမရဘူး။နာပြည်လည်းမရောက်ရနိုင်ပါဘူး။ ဒီဘောအဲ့လိုဆိုရင်ဘာတွေကျန်တော့လဲအပယ်ပဲကြတော့တယ်အအပယ်ပဲကျန်တော့တယ်အပယ်ပဲကြတော့တယ်ပြီးတော့ဒီဘောမှာအဒီယဟန်ကဇန်လည်းမရောက်ရနိုင်ဘူးမဖိုးလည်းမရောက်ရနိုင်ဘူးနော်အဲ့ဒါစီကံပေါင်းဂရေကိုတောင်ကျော်မှာတစ်ချက်တည်းပဲတမန်တကာကျူးလွန်မယ်ဆိုလို့ရှိရင်ပြီးပြီး ယဟန်တွေကဒေသနာကြားလို့ရပါတယ်ဓမ္မဒေသနာကြားခြင်းဖြင့်စီကံရရချင်းဟာမရောက်ပါမဖြစ်သွားပါဘူးကိုယ့်ရဲ့နှလုံးသားမှာစီကံရချင်းဖြစ်သွားပါလေနော်ဒေသနာကြားခြင်းဖြင့်စီကံကျူးလွန်ခြင်းဟာမရပါဘူးကိုယ့်ရဲ့နှလုံးသားမှာပဲစီကံကျူးလွန်ခြင်းဟာရသွားပါတယ်အဲ့ဒီဟာမရှိဘူးဆိုလို့ရှိရင် ဒေသနာကြားခြင်းဟာလာပေမဲ့အဲ့ဒီယဟန်ကို အဲ့ဒီယဟန်ကအာဇံမက်ဖို့တို့ရောက်ရနိုင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျူတေသနာချပြရင်ပြန်ကျူးလွန်တယ်ပြန်တေသနာချပြရင်ပြန်ကျူးလွန်တယ်အဲ့လိုဆိုရင်ကျူးလွန်တယ်လေအဲ့လိုဆိုရင်မရနိုင်တော့ဘူးပေါ့ဇံမက်ဖို့လည်းမရောက်ရနိုင်ဘူးနောက်ဘဝမှာလည်းအပယ်ကျတယ်ဒါဆိုသိအစမပြေဘူးပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လိုယဟန်တွေကြားမှာနေရမယ်ဆိုလို့ရှိရင်အစမပြေဘူး အဲ့လိုယဟန်တွေကြားမှနေရတာနဲ့ကျွန်တော်တို့ကအဲ့ဒီယဟန်တွေကိုအတူယူမဆွံ့တော့တော်တော်ဆိုးတယ်။အဲ့တော့ကျွန်တော်တို့ကတွေးရပါတယ်။ယဟန်တွေကစီကံတွေပြပြဝဝမလိုက်နာတဲ့အတွက်တက္ကရကမတွေကစီကံ၅ပါးတီလာ၅ပါးလဲပြပြဝဝမလိုက်နာကြဘူးပေါ့။နော်။ကိုယ့်ရဲ့အစင်းပေါ့နော်။ကိုယ့်ရဲ့အစင်းပေါ့။ဒါဆိုဆိုပါဆို ဒေါက်တာတွေကဆရာဝန်တွေကသူတို့ကသူတို့ရဲ့စီကံမလိုက်နာတဲ့အတွက်အဲ့လိုဆိုရင်ဘယ်သူမှအဲ့လိုဆိုရင်အဲ့လိုတမ်းအဲ့လိုဆိုရင်စပါဆိုအမ်လက်တမားတွေကလည်းသူတို့ရဲ့စီကံမလန်မလိုက်နာရဘူးလားဆိုတော့လုံးဝမဆိုင်ဘူးလေဆရာဝန်တွေကသူတို့ရဲ့စီကံတွေလိုက်နာရတယ်လို့လက်တမားတွေကလည်းသူတို့ရဲ့စီကံလိုက်နာရတာပဲ နော်အဲ့တော့သူတို့ရဲ့ကိုအလောက်ကိုဘဝနဲ့ပတ်သက်တဲ့စီကံတွေလိုင်းနိုင်အောင်ပေါ့ဒါဆိုယဟန်တွေကသူတွေစီကံလိုင်းနိုင်ရတယ်လို့လူတွေကသူတွေစီကံလိုင်းနိုင်ရတယ်နော်ဒါပေမဲ့ယဟန်တွေကိုလူတွေက အတူယူရတဲ့အတွက်ယဟန်တွေကခေကိုတောင်ကျော်ပြပြဝဝလိုင်းနာမှာပဲတက္ကရကမတွေကစီကံ၅ပါးတိလ၅ပါးလိုင်းနာမှာပါ ယဟန်တွေကတခါတလေအလိန်ပြောမယ်တခါတလေပိုင်ဆံကိုင်းမယ်တခါတလေညာစာစားမယ်အာဂျင်တော့စားမယ်စသဖြင့်စားမယ်ဆိုရင်ဒကရကမတွေကတခါတလေလိန်ပြောမယ်တခါတလေအရဲတောင်းမယ်တခါတလေခူမယ်တခါတလေဖောက်ပြန်မယ်အိမ်ဖောက်ပြန်မယ်တခါတလေတမယ်အဲ့ဒါတဘောပါပဲအဲ့ဒါအခုကျွန်တော်တို့က တတိကမဲ့ဆိုရင်တတိချာချာကြည့်လိုက်မယ်ဆိုလို့ရှိရင်တခါတည်းတွေးရတဲ့ဟာပါပဲပါမှမတူချပါဘူးအဲ့လိုဆိုကျွန်တော်တို့ကသာသနာတော်ကိုထောက်ပံ့ခြင်းတယ်ဆိုလို့ရှိရင်သာသနာတော်ကို ချမ်းချမ်းသာသာအာဖွံ့ဖြိုးဖွံ့ဖြိုးခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမဖြစ်မနေဒီယဟန်တွေကို ထောက်ပံ့ပေးရမယ်ယဟန်တွေမှာ စွန်နိုင်ငံကျောင်းစီရှိအောင်ထောက်ပံ့ပေးရတာမကားသေးပဲဝီနီပြည့်စုံအောင် ထောက်ပံ့ပေးရမယ်။ယဟန်တွေက ဝီနီပြည့်စုံအောင်ဘယ်လိုထောက်ပံ့ပေးမလဲဆိုတော့ယဟန်တွေကဝီနီစီကန်ကျူလို့ရင်အကြောင်းကြားပေးရမယ်၊ရှောက်ပေးရမယ်။အော်အရှင်ဖေယားဒီပိုက်ဆံခိုင်တာအစင်မပြေဘူးနော်ဖေယားဆိုပြီးတော့ဒေဒေချာချာရှောက်ပေးရမယ်။အဲ့လိုမရှောက်ဘူးဆိုလို့ရှိရင်ယဟန်တွေကအော်ရပါတယ်အစင်ပြေတာပဲ။ တက္ကရာကမတွေကငါ့ကိုပိုက်ဆံဒီမှာပေးတာပဲဒါဆိုမပေးရင်လည်းတောင်းလိုက်မယ်ပေါ့ဆိုပြီးတော့အစင်မပြေတော့အဲ့လိုဆိုတက္ကရာကမတွေကလည်းယဟန်တွေကိုပိုက်ဆံမပေးရပါဘူးမပေးဘူးဆိုရင်ယဟန်တွေကလည်းဒီအာဒီစင်ချီမပေးနိုင်တော့ဘူးပိုက်ဆံတောင်းတဲ့အခါမှာတက္ကရာကမတွေကရှောက်ပြရမယ်အရှင်ဖေဟာယဟန်တွေကပိုက်ဆံမကန်ရတော့ဘူးကျွန်တော်တို့က တပီတို့တပီတော်တို့ကတကယ်တော့ယဟန်တွင်သီလာစောင့်နေတဲ့သာသနာတော်မှာနေရတဲ့အတွက်ကိုပါတာလဲသီလာ၅ပါးစောင့်တည်နေမှာပါဆိုပြီးတော့အဲ့လိုတဲ့ချာရှောက်ထားမယ်ဆိုရင်တော်တော်အဆင်ပြေမှာပါဒါဆိုသာသနာတော်ဟာနေပေါင်း9000နေပေါင်း9000အတွင်းမှာရောက်သွားမယ်ဆိုတာကျွန်တော်တို့ကတော့, ရရထားလို့မေးရပါဘူးဓမ္မကိုစီမာသာသနာတော်ကိုမဖြစ်မနေ တိုးတက်အောင်လုပ်ရမယ်ပြီးတော့သာသနာတော်ဟာအပွန်ဖြိုနိုင်အောင်ကျွန်တော်တို့ကကိုတိုင်အဒီလိုကြိုးစားနိုင်ပါတဲ့အယဟန်တွေကိုမဖြစ်မနေအများကြီးထောက်ပံ့ပေးရမယ်ယဟန်တွေမှာတိလကောင်းမကောင်းလုံးဝမဆိုင်ဘူးယဟန်တွေကိုအကုန်လုံးကိုထောက်ပံ့ပေးရမယ်ဆုံးတန်ခမ်းကြောင့်စီလူပြရမယ် ဘာကြောင့်သီလမရှိတဲ့စီကံမရှိတဲ့ယဟန်တွေကို ထောက်ပံ့ပေးရမလဲဆိုတော့ဒီစီကံမရှိတဲ့သီလမရှိတဲ့ယဟန်တွေကိုကျွန်တော်တို့ကထောက်ပံ့ပေးနေရင်လည်းသူတို့ကိုဝိနည်းနဲ့အညီထောက်ပံ့ပေးတဲ့အတွက်တန်တော်တဲ့ဟာသူတို့ကိုလှူတဲ့အတွက်ဒါဆိုပိုင်ဆံမလှူဘူးတန်တော်တဲ့ဟာပဲလှူတဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီယဟန်တွေကိုဝိနည်းစီကံလိုင်းနာချင်းမှာအားပေးမိတဲ့ ပါကျွန်တော်ဆိုတော့ဝီနီနဲ့မညီတဲ့ဟာမလှူဘူးပြီးတော့အဲ့ဒီယဟန်တွေမှာဝီနီစီကန်းကိုအာလေးစားမဲ့ယဟန်ပေါ်လာမဲ့ဆိုရင်တော့ပေါ်လာနိုင်ပါတယ်တကယ်တော့အဲ့ဒီယဟန်တွေကိုဘာမှမလှူဘူးဆိုလို့ရှိရင်ပြီးတော့လူထွက်ကုန်ပြီးတော့အာယဟန်တွေမရှိတော့ဘူးအဲ့တော့ယဟန်တွေကလူထွက်မဲ့ဆင်သာသနာလဲပြီးသွားပြီပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကယဟန်တွေအကုန်လုံးကိုအာပစ္စည်းလေးပါဖြင့် ထောက်ပံ့ပေးသင့်ပါတယ်။ Okay, Jesus, Maria.